ဒီနှစ်ကောက်မိုင်းမှာစစ်ကောင်စီအပိုင်းလိုက်ကျင်းပမဲ့ရွေးကောက်ပွဲအပေါ်အစိုးဖွဲ့တွေကြားမတူညီတဲ့အမြင်သဘောထားတွေရှိနေတယ်လို့အပြည့်ရဲ့မဟာမိတ်ခုနှစ်ဖွဲ့ပြောခွင့်ရဗမုကြီးစောကျော်ညွန့်ကတန်လွင်တိုင်းကိုပြောပါတယ်။လက်ရှိဖြစ်ပေါ်နေတဲ့နိုင်ငံအနှံ့လက်နက်ကင်ပြည်ပခါတွေကျေပြန့်လာမှုနဲ့အတူငလျင်တန်းကြောင့်ပြည်သူတွေဒုက္ခရောက်နေချိန်မှာရွေးကောက်ပွဲအပေါ်ဘလောက်ဆက်ဝင်စားမှုရှိနိုင်မလဲဆိုတာစိန်ခေါ်မှုတည့်ရရှိနေတယ်လို့ဆိုပါတယ်။ဒါအပြင်အစိုးဖွဲ့တချို့ကတော့ရွေးကောက်ပွဲကနေအရသာအုပ်ချုပ်ရေးကိုတက်လှမ်းနိုင်တဲ့အမြင်ရှိတယ်လို့ တချို့ကတော့2008ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကိုပြန်လည်ရောက်ရှိသွားမယ့်အပေါ်စိုးရိမ်ပူပါနာကြောင့်မလူလားအတဲ့အစုဖွဲ့တွေလည်းရှိနေပြန်ပါသည်။အပြည့်ရဲ့ဗာမေခုနှစ်ဖွဲ့အနေနဲ့နိုင်ငံရေးအခင်းကျင်းအရအမြင်အမျိုးမျိုးရှိနေတဲ့အပေါ်ရွေးကောက်ပွဲကြောင့်ပြည်သူတွေပဋိပက္ခအတစ်တစ်ခုထပ်မံကြုံတွေ့ရမှာကိုစိုးရိမ်တယ်လို့ပုံမူကြီးစောကျော်ရွံကပြောပါသည်။ကျွန်တော်တို့အနေနဲ့ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဒီအကောင့်နဲ့ဆိုးတယ်မပြောဘဲနဲ့လက်ရှိဖြစ်ပေါ်နေတဲ့နိုင်ငံရေးအခင်းကျင်းအရ ျွန်တော်တို့ပြည်သူပြည်သားမှာကျွန်တော်တို့နိုင်ငံရေးအားစုပြည်သားမှာအမိအမျိုးမျိုးနော်ဘုရားပေါ့လေရှိနေတဲ့ကာလတစ်ခုအောင်မှာဒီရေကောက်ပွဲကြောင့်ပေါ့လေကျွန်တော်တို့ပြည်သူလူထုဒီနောက်ထပ်ပြိပက္ခအတိတ်တစ်ခုထမှန်ကြုံတွေ့ရမှာကို ကျွန်တော်တို့အနေနဲ့စူးရိမ်ပူပန်မှုရှိပါတယ်ဆိုတာကိုတော့ဒါကျွန်တော်တို့ပြောဆိုဆွေးနွေးဖြစ်ခဲ့ကြပါတယ်ဒါကြောင့်ရွေးကောက်ပွဲမလုပ်ခင်တက်ဆိုင်သူအင်အားစုတွေကြာ နိုင်ငံရေးသဘောတူညီချက်ကြိုတင်ရယူနိုင်ရေးမက်ရှလနောက်ပိုင်းမှာကျင်းပခဲ့တဲ့ Peace Talk အပါအဝင်နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့စစ်ကောင်စီဥက္ကဋ္ဌထံအကြံပြုချက်ပေးပို့ခဲ့တယ်လို့သူကဆက်ပြောပါတယ်။ရွေးကောက်ပွဲကိစ္စနဲ့ပတ်သက်ပြီးအပြည့်ရထိုးတိုင်းသလနဲ့နိုင်ငံအဖွဲ့အစည်းမဟာမိတ်ခွန်နယ်ဖွဲ့ရဲ့သရုတ်ထအကြိမ်ဖြစ် online ကနေပြုလုပ်ခဲ့တဲ့ဥဆောင်အဖွဲ့အစည်းဝေးမှာထည့်သွင်းဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ပြုတ်နဲ့ရုရှားပါဝင်နိုင်ငံခေါင်းဆောင်တချို့ရဲ့ထောက်ခံမှုကိုရရှိထားတဲ့စစ်ကောင်စီရဲ့ရွေးကောက်ပွဲကျင်းပရေးဟာ အပြည့်အဝမဟာမိတ်ခုနှစ်ဖွဲ့ကနေဆုံးဖြတ်ထားတဲ့ Federal Democracy အသွင်ကူးပြောင်းရေးအစီအစဉ်နဲ့တွေ့ဖက်နေတာပါအစီအစဉ်တွေထဲမှာပဋိပက္ခမှာပါဝင်သူအဖွဲ့တွေအားလုံးတိုင်းနိုင်ငံလုံးအတိုင်းအတာနဲ့ကြိုတင်သတ်မှတ်ချက်မရှိဘဲအပြည့်ရဲ့ရေးကနေ Federal Democracy ပြည်ထောင်စုတည်ဆောက်ဖို့ခတိကဝတ်ပြုပြီးအသွင်ကူးပြောင်းရေးအစိုးရဖွဲ့စည်းဖို့ဖွဲ့စည်းပုံခြေခံဥပဒေရေးဆွဲဖို့နဲ့ရလာတဲ့ဖွဲ့စည်းပုံခြေခံဥပဒေနဲ့ညီရွေးကောက်ပွဲကျင်းပဖို့ဖြစ်ပါတယ်ဒါဟာရင်ဆိုင်နေရတဲ့ကြက်တဲကိုကျော်လွှားဖို့ 2008ဖွဲ့စည်းပုံခြေခံဥပဒေကိုပြန်လည်အသက်သွင်းတာမျိုးမဟုတ်ဘဲ Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးလမ်းကြောင်းကိုတဆင့်ချင်းဥတည်နေတာပါဒီအချိန်မှာအပြည့်ရ EO တွေရဲ့ထိတ်ချုပ်ဒေသတွေအတွင်းရွေးကောက်ပွဲကျင်းပရာမှာပူးပေါင်းမှုတွေလုပ်ဖို့နဲ့လုံခြုံရေးအထွက်ပါဝင်ဖို့စစ်ကောင်စီနဲ့ဆွေးနွေးမှုရှိခဲ့တဲ့အပေါ်ရှင်ထိုးစဉ်းစားရမယ့်အချက်ဖြစ်နေပါလိမ့်ဗိုလ်မှူးကြီးစောကျော်ညွန့်ပြောတာကတိုးတက်ပြောင်းလဲနေတဲ့နိုင်ငံရေးခင်းကျင်းမှာ တဖွဲ့ချင်းစီရဲ့လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်နဲ့လှုပ်ဆောင်နိုင်တဲ့အတိုင်းအတာပေါ်မူတည်တယ်လို့ဆိုပါတယ်ဒီကိစ္စကတော့ဒါကျွန်တော်တို့ဟိုးရင်တော့လည်းပဲတပွဲချင်းစီရဲ့တွေ့ဆုံညှိနှိုင်းမှုကနေအဲဘယ်အဖွဲ့တရားတော့အာတဘောတူညီမှုတွေဘယ်လိုရှိခဲ့တယ်ဆိုတာတော့အတိအကျတော့ကျွန်တော်မသိပါဘူးဒါကကျွန်တော်တို့ 7E ကိုအလိုင်းအနေနဲ့ကတော့တပွဲချင်းစီရဲ့လုတ်ပိုင်ခွင့်ပေါ့လေ အဖွဲ့ချင်းစီရဲ့ကိုယ်ပိုင်လူလတ်စွာဆုပြပိုင်ခွင့်နဲ့ဒါဆောင်ရွက်တဲ့ကိစ္စရပ်တွေအပေါ်မှာတဖွဲ့ချင်းစီရဲ့ဒီလုံနိုင်တဲ့အတိုင်းဒါအပေါ်မှာပဲတဖွဲ့ချင်းစီရဲ့လူလတ်စွာဆုပြပိုင်ခွင့်နဲ့အဲလူမျိုးသွားဖို့ပဲကျွန်တော်လည်းအဲလူပဲနားလဲပါတယ်နိုင်ငံရေးကဲခတ်တွေကတော့အပြစ်ရဲ့ EO တွေအများစုဟာအရာမရှိတဲ့အတွက်စေရေးလှုပ်ရှားမှုမရှိတယ်လို့နယ်မြေစိုးမမှုကလည်းဒေတာအများပြားမရှိတဲ့အတွက်ရွေးကောက်ပွဲဆိုင်ရာတွေမှာပူးပေါင်းမှုအားနည်းမယ်လို့သုံးသပ်ကြပါသည် တစ်ဖက်မှာအပြည့်ရဲ့ EO တွေကရခိုင်မျိုးသားလွတ်မြောက်ရေးပါတီမွန်ပြည်သက်ပါတီနဲ့ပုံအမျိုးသားလွတ်မြောက်ရေးဖွဲ့ချုပ်တို့ဟာအသွေးမတူတဲ့ရည်တည်ချက်တွေနဲ့အုပ်စုနှစ်ခုဖြစ်ပေါ်နေတာပါအပြည့်ရဲ့မမေခွနဖွဲ့တွေမှာရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS မွန်ပြည်သက်ပါတီ NMSB ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ဒီမိုကရေစီအကျိုးပြုကင်းရက်တက်မတော် DKBA ကေငင်းကျဲရေးကောင်စီ KNU KNLPC လောက်ဒီမိုကရက်တစ်အစည်းအရုံး LDU နဲ့ပို့အမျိုးသားလွတ်မြောက်ရေးဖွဲ့ချုပ် PNL နဲ့ NCS တို့ပါဝင်ပါတယ်